ပရိသတ်တွေကျွေးနေတဲ့မင်းကမတတိပဲမစားချင်တယ်လို့ဖြစ်နေတဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကြောင့်လူပြောများနေတဲ့မြင့်မြတ်တို့ဇနီးမောင်နှံ ပရိသတ်တွေကထမင်းကျွေးတဲ့အချိန်မစားကျင်တယ်လို့လို့စင်တန်းခွဲခြားတဲ့ပုံစံကြောင့်လူပြောများနေတာကမြင့်မြတ်တော့ဇနီးမောင်နှမ။ဒါကြောင့်လေပရိသတ်တွေကအစင်တန်းခွဲခြားတယ်လို့ဖြစ်နေတဲ့မြင့်မြတ်နဲ့ပတ်သက်ပြီးစိတ်မကောင်းဖြစ်နေကြတာပါ။ဒီဗီဒီယိုထွက်ချိန်လာတာကတော့မြင့်မြတ်ရဲ့ထူးရုပ်ရှင်ပရိုမိုရှင်အခမ်းအနားတစ်ခုမှာပါ။မကြာခင်ချိန်တော်တွင်းမှာမင်းသားမြင့်မြတ်ရဲ့ရုပ်ရှင်စကားအသက်ကရုံတင်ပြတာတော့မှာပါ။ဒီလိုအတူရုပ်ရှင်စကားကလုပ်တဲ့နေ့လယ်စာလူပွဲကတော့မြင့်မြတ်နဲ့ဇနီးတွေကတက်ရောက်လာခဲ့တာပါ။အလူဆိုတော့ကတော့ ုံတည်ကြတဲ့အချိန်တာမန်ပကံခွက်တင်တဲ့အများပြည်သူတွေနဲ့အတူတူစားရတာပါစားတောက်ဆိုင်တွေဟိုတယ်တွေမှာလို့တန်ရှင်းမှုလည်းမရှိလာပါဘူးဒါကရွှန်းနာလားမတတိတာလားမသိပေမဲ့မြင့်မြတ်တဲ့ဇနီးတွေတို့ဟာအလိုပွဲကိုလာတာလာရပေမဲ့မျက်နှာမကောင်းကြတာပါဒါအပြင်ရှေ့မှာခြားထားတဲ့ထမင်းကိုမစားချင်တယ်လို့ရွံတလူလိုဖြစ်နေကြတဲ့ပုံစံကိုအင်တာနက်ပေါ်မှာဖြန့်နေတဲ့ဗီဒီယိုဖိုင်နဲ့တေချာစွာမြင်ရတာပါ ဒါကြောင့်လေလူတွေကမြင့်မြတ်တို့ကချမ်းသာကြွားလို့ရွံတက်ပြီးအများပြည်သူနဲ့တဒန်းနဲ့မစားချင်တာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။ဒါပေမဲ့လည်းတချို့ကတော့မြင့်မြတ်နေနဲ့ကင်မရာမြင်ကွင်းရှိမှာတော့ပြိတက်ချင်းနဲ့အောင်ဟန်ဆောင်ပတ်ဆောင်တော့ပျော်ရွှင်စွာနေပြတဲ့နယ်လို့ဆိုပါတယ်။တချို့ကတော့မြင့်မြတ်နေနဲ့သူ့ကိုစားကနေကင်မရာနဲ့ဝိုင်းဆိုင်နေကြလို့မနေ့တက်တာဖြစ်မယ်လို့ထင်ကြေးပေးနေကြပါတယ်။